ုံကိုရေမကျင်တဲ့ချက်တွေနဲ့အတိုင်းခံရလို့ဇေယောင်ခွေမရတော့တဲ့မန္တလေးကဖတ်တီမရဲ့ဆိုင်လေးအလုံးမဲမင်္ဂလာပါဗမစ်နောင်ကနေကျေးဇူးလိုက်ပါတယ်တဦးကအောင်မြင်လာတဲ့အခါဝမ်းမြောက်ပေးနိုင်တဲ့မူရီတာစိတ်မရှိသောသူတချို့ကြောင့်မန္တလေးကဖတ်တီမရဲ့ဆိုင်လေးကဆက်ရောက်ခွင့်မရတော့ပါဘူးဖတ်တီမဟာကိုဝင်ဆောင်မိခင်တယောက်ဖြစ်ပြီးမိသားစုဆောင်ဝင်နေရတဲ့အချင်းပေါင်းလေးတွေကိုရောက်နေရတဲ့သူပေါင်းသူရောက်တဲ့အချင်းပေါင်းကတနိုင်ငံလုံးမသိတဲ့သူမရှိလောက်နာမည်ကြီးသွားခဲ့ပြီးတနေ့ကိုသိမ်းဆဲချီရောက်လာရပါတယ် ဖတိမဟာအရင်ကတော့ဥပိန်တရားမှာရောင်းပင်မဲ့ဝဲသူများလာလို့ဖျားဝင်းအတွင်းမှာရောင်းချပါတယ်။ဖျားဝင်းအတွင်းမှာရောင်းချိန်မှာလည်းဖတိမကရောင်းဝမချသွားတဲ့အပြင် delivery တင်နေပါလာယူရတဲ့အတွက်အောင်မြင်လာခဲ့တာပေါ့။မနက်ခင်းဆိုရင်ဖတိမရဲ့အိမ်မှာတံပြားသေးတော့ကို delivery နဲ့ဝယ်စားသူတွေကတန်းစီနေပါတယ်။ကိုဝင်ဆောင်မိခင်တယောက်ကနိုင်ပေါင်းများစွာမတ်တရက်ပြီးပင်ပင်မမအချင်းပေါင်းရောင်းပြီးမှအစဉ်ပြေလာတာကိုပုံကိုရဲ့မကျင်တဲ့ချက်ထားရှိသူတယောက်ကတိုင်လိုက်ပါတယ်။ သူရောင်းချနေတဲ့အစားအစာတွေကကျမရင်းနဲ့မညီညွတ်သလုံး FDA ထောက်ခံချက်လည်းမရှိဘူးဆိုပြီးတော့တိုင်လိုက်တာပေါ့လွန်ခဲ့တဲ့ရက်ပိုင်းကလည်းမျိုးသမီးတယောက်ကဖတ်တီမရဲ့တန်ဖျာသီးသုံးဟာကျမရင်းနဲ့မညီညွတ်လို့မစားသင့်ဘူးဆိုပြီးပြောခဲ့ပါသေးတယ်။ဒါကြောင့် FDA က3ဘေးစာတွေကိုထုတ်လိုက်ပြီးဖျားဝင်ထဲမှာလည်းရောင်းခွင့်မရှိတော့သလိုအိမ်မှာလည်းရောင်းခွင့်မပေးတော့ပါဘူး။ဒါနဲ့မကသေးပဲဖတ်တီမရဲ့လုပ်ငန်းကဒိန်ပေါင်းများစွာရောင်းကောင်းနေလို့အခွန်ဌာနကလည်းလိုက်လာခဲ့ပါတယ်။ ဖတိမဟာကိုဝင်ဆောင်မိခင်တယောက်ဖြစ်အောင်တာမကအခုမှအကျွေးချေယုံလေးတော်ရှိသေးပေမဲ့မကျင်တတ်တဲ့သူတွေမနာလိုသူတွေရဲ့အတိုင်တော်ထုံမှုကြောင့်စိုင်းကိုဆက်မဖွင့်နိုင်တော့ပါဘူး။ကလေးတယောက်အမေကိုဝင်ဆောင်မိခင်တယောက်ဖြစ်တဲ့ဖတိမကရိုးရိုးသားသားဇေယောင်းတက်ယုံတာရှိပြီးဒီလိုအတိုင်ခံရချိန်မှာသူ့အတွက်အားကိုးစရာလည်းမရှိတော့ပါဘူး။ အခြားသောလမ်းဘေးဈေးတွေလည်း FDA ထောက်ခံချက်မရှိဘဲရောင်းနေကြကဖတ်တီမကိုတော့ကွက်ကြားမှုဖြစ်အောင်လုပ်သွားခဲ့တာပေါ့တရက်စာတရက်အပြီးရောင်းတဲ့စားစရာတွေက FDA ထောက်ခံချက်မရှိကြပေမဲ့လည်းဖတ်တီမလိုငွေအားနည်းသူကိုနိုင်စားသွားကြပါတယ်တံပြာသီးတို့ကိုဘသူကမှရေရှည်မစားတော့နိုင်ကြပေမဲ့လည်းဂျမရင်းနဲ့မညင်ညွတ်ဘူးဆိုတဲ့အကြောင်းပြချက်တွေကထွက်လာတာပေါ့လလောဆယ်မှာတော့ဖတ်တီမကစိုင်းကိုပိတ်ထားရပြီးကိုဝင်ဆောင်ဖြစ်လျက်နဲ့စိတ်မချမသာကြုံတွေ့နေရပါတယ်။ဖတ်တီမရဲ့စိုင်းလေးပိတ်လိုက်ရတာကိုဝမ်းသာနေကြတဲ့သူတွေကလည်းရှိနေပါတယ်။ ဖတ်တီမဟာအချင်းပေါင်းမရောင်းခင်ကဈေးပန်းခေါင်းပေါ်ရွက်ပြီးအခြားနေရာတွေမှာရောင်းခဲ့ရပါတယ်။အကျွေးရှင်တွေကဝိုင်းနေလို့မျက်နှာငယ်ခဲ့ရပြီးကိုဝင်ဆောင်ချိန်မှာကလေးကန်ကြောင့်အဆင်ပြေလာခဲ့တာပေါ့။အချင်းပေါင်းကရောင်းကောင်းလို့အကျွေးလဲဆက်လာနိုင်ခဲ့ပြီးစားဖို့တောက်ဖို့မပူမပင်ရယုံသာရှိပါတယ်။ တိမ်မောင်းများစွာကြော်ဝချမ်းသာသွားတာမဟုတ်ပေမဲ့လည်းဖတ်တီမကိုမအောင်မြင်စေခြင်းသူတွေကမနာလိုစိတ်နဲ့ပိတ်ခိုင်းလိုက်တာပေါ့ဖတ်တီမကိုကူညီခြင်းသူတွေကတော့မျိုးထဲမှာဆိုင်ကန်းလေးနဲ့ဖွင့်ဖို့အတွက်အကြံပေးကြပါတယ်ဒါပေမဲ့ဖတ်တီမကိုရင်ကလည်းဥပိန်တရားမှာပဲရောင်းချင်တာပေါ့လူတီများလာတာလပိုင်းလောက်သာရှိသေးပေမဲ့မြေနဲ့ရံကိုလှန်ဆိုင်ခြင်းတဲ့သူတွေကတော့အစင်သစ်ကိုရှိနေပါတယ် ဖတ်တီမကိုဂွန်ကြီးပေးနိုင်သူတွေလည်းပေါ်ပေါက်လာစေခြင်းပြီးရိုးသသလုံးလုံးနေတဲ့ကိုဝင်ဆောင်မိခင်တယောက်အခက်တွေ့နေတာကိုမမြင်ရကြပါဘူး။အများရန်ပြုံးနေတဲ့ဖတ်တီမကတော့ဘဝကိုလက်တွေ့ကျကျရင်ဆိုင်နေပါတယ်။ဖတ်တီမရဲ့အချင်းမောင်ဟာ FDA မရှိလို့ပါဆိုပြီးတိုင်ထားတဲ့သူတွေအပေါ်ဘရဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများတော့ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့ရက်တိုင်းတော့ပျော်ရွှင်ပါစေ။